အားလုံးမင်္ဂလာပါ အရင်နေ့တွေကစူတောင်းကိုမျိုးမှာပါတဲ့အပယ်လေးပါးကို ပြောပြခဲ့ပြီးပြီဖြစ်ပါတယ်ယခုအခါကတ်သုံးပါးကိုဆက်လက်ပြောပြပေးသွားမှာဖြစ်ပါတယ်ကတ်သုံးပါးကတ်ဆိုတာဖြည့်ဆည်းခြင်းဟုအဓိပ္ပာယ်ရပါတယ်ဖြည့်ဆည်းခြင်းသုံးမျိုးရှိပါတယ်ထိုသုံးမျိုးမှာ၁ဒုဗိက္ခန္တရာကတ်၂တထန္တရာကတ်၃ ရောကန္တရာကတုပဲဖြစ်ပါတယ်။ဒုဗ္ဗေကန္တရာကဆိုတာအစာရေစာခေါင်းပါငတ်မှုခြင်းကြောင့်များစွာတေကျေပျက်စီးကြခြင်းကိုဒုဗ္ဗေကန္တရာကဟုခေါ်ပါတယ်။တတ်ထန္တရာကဆိုတာတေစေတတ်သောဒါလန်တနက်စာသောလက်နက်တို့ဖြင့်အချင်းချင်းတိုက်ခိုက်ထိုးခုတ်၍များစွာတေကျေပျက်စီးကြခြင်းကိုတတ်ထန္တရာကဟုခေါ်ပါတယ်။ ရောဂန္တရာကဆိုတာကုသတတ်သော အနာယောဂါကြာရောက်ဖြစ်ပွားသဖြင့်များစွာတေကျပျက်စီးကြခြင်းကို ရောဂန္တရာကဟုခေါ်ပါတယ်။ဒါကြောင့်ဗုဒ္ဓဘာသာဝင်အများစုတို့ကကုသိုလ်ကောင်းမှုပြုပြီးတိုင်းပြုပြီးတိုင်းအစာရေစာငတ်မောခေါင်းပါခြင်းကြောင့်တေကျပျက်စီးရခြင်းဟုတော့ကအချင်းချင်းဒုဒ္ဓလှန်တနက်စာသောလက်နက်တို့ဖြင့်တက်ဖြတ်ကြခြင်းဟုတော့က ကုသတ္တပြီးတေစေတတ်သော အနာရောဂါများကြောင့်များစွာတေကြည်ပျက်စီးရခြင်းဟုသောကထိုကသုံးပါးတို့မှလုကင်းရပါစေဟုဆုတောင်းကြခြင်းဖြစ်ပါတယ်ဒီလောက်ဆိုရင်ကဲ့ရဲ့အတိတ်ပဲနဲ့ကသုံးပါးရှိပုံကို အနှဲငယ်တိလောက်ပြီးနားလည်လောက်ပြီးလို့ထင်ပါတယ်အားလုံးကိုယ်ဤကျမ်းမာခြင်းစိတ်ဤချမ်းသာခြင်းနဲ့ပြည့်စုံကြ၍ကောင်းသောလူရင်းစံတာများ ြည့်စုံနိုင်ကြပါစေ။